ဆက်လက်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘုရားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်တော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှစ်ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ6ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလအတော်အတွင်းမှာကျွန်တော်ဗုဒ္ဓဘုရားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင် ဗုဒ္ဓဘုရားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့မမျော်လင့်ဘဲနဲ့ကံကောင်းနေတာဖြစ်ပါတယ်ရုတ်တရက်ဆိုသလိုကံကောင်းမှုတွေကြုံရမယ်ကုညီဖေးမမှုတွေထောက်ပံ့မှုတွေရတတ်တယ်ကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကောင်းကျိုးတွေပေးဆက်တမရတွေဒီတစ်ပတ်မှာလာပြီးတော့အကျိုးခံစားရတာမျိုးတွေဖြစ်မယ်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်အထူးသဖြင့်အကြံစီရည်ရွယ်မျော်လင့်ထားတာတွေအောင်မြင်မှာဖြစ်ပါတယ် အဲ့တော့ငွေကြေးပေါ့ငွေကြေးလက်လက်ပဲနဲ့ပတ်သက်ရင်တော့အနှဲငယ်အနှောက်ရှက်ဆိုတာမျိုးတွေပေါ်တတ်တယ်အဲ့တော့ကိုကငွေကြေးပုံမှန်လက်ပတ်အဆင်ပြေနေတယ်ဆိုရင်တော့ဒီတစ်ပတ်တည်းမှာငွေကြေးနဲ့ပတ်သက်ရင်နှောက်အနှောက်ရှက်လိုဟာမျိုးဟလာပူပန်စရာလိုဟာမျိုးရုတ်တရက်ဆိုသလိုဝင်လာတတ်တယ်အဲအခြေအိမ်တော်ရဲ့မြေတားကြီးနဲ့ပတ်သက်ရင်သူတစ်ပါးကကုညီလို့ပံ့ပိုးလို့အဆင်ပြေသွားတာမျိုးတွေဖြစ်မယ်အဲ့တော့မသိမြတ်တဲ့အဆင်မပြေတဲ့အခြေအိမ်တော်ရဲ့မြေတားကြီးစိတ်ညစ်နေရတဲ့ဟာတွေဟာဒီတစ်ပတ်မှာတစုံတယောက်ကကုညီလိုက်လို့ကိုယ့်ရဲ့အခြေအိမ်တော်ကြီးတွေကအဆင်ပြေသွားတာစိတ်ချမ်းသာတာမျိုးတွေကြုံတွေ့မယ် ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီတစ်ပတ်မှာလုပ်မယ်ဆိုရင်အဆင်ပြေမယ်အောင်မြင်မှုတွေရမယ်အဲ့တော့အရေးကြီးတဲ့ဇကားတွေအရေးကြီးတဲ့ခရီးတွေဒီလိုကိစ္စတွေလုပ်မယ်ဆိုရင်တော့ကိုယ့်ဘက်ကကြိုးစားနိုင်ရင်ဖြစ်မယ်အောင်မြင်မယ်အရာရောက်မယ်အဲကျမ်းမာရင်းနဲ့ပတ်သက်တော့အနှဲငယ်ဖျားနာတာကိုယ်လက်ကိုက်ခဲတာစေတုစေတော့တာလေးတွေအနှဲငယ်လောက်ရတတ်တယ်ဆိုရင်လောက်တဲ့အခြေအနေမျိုးတော့မရှိဘူးဒါပေမဲ့ဂယူဆိုင်ဖို့တော့လိုအပ်တယ်အနှစ်ချုပ်အပြည့်ဒီတစ်ပတ်ဒီကောင်းတဲ့ကံဘတ်မှာအလေးတာတယ်ပေါ့နော်ကံကောင်းမှုအားသည်ပို့ပြီးတော့ကြီးတယ် ဆိုတော့ဒီတစ်ပတ်မှာကိုဖြစ်ချင်တာလှုပ်ချင်တာတွေကိုလှုပ်ယူစူးစမ်းမယ်ဟလာစူးစမ်းသွားမယ်ဆိုလို့ရှိရင်ဖြစ်မယ်အောင်မြင်မယ်လှုပ်တဲ့နယ်ဆိုတဲ့အထာနေထားမှာရှိတယ်အဲ့တော့ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှိရင်ဂျိုးဘေးကနန်းဒီကိုကနန်းဂျိုးဘေးတဲ့အယောင်မှာအနီအောင်ဖြစ်ပါတယ်အဲဗုဒ္ဓဘုရားသမီးမိတ်ဆွေများတို့ပါ